ွေးကောက်ပွဲရလက်ကအမှုပညာလောကကိုရိုက်ခတ်မှုရှိလာနိုင်တယ်လို့အမှုပညာသမားတချို့ကပြောပါတယ်ဒေါက်ခင်းင်းဖြူစိုးကသတင်းပေးပို့ထားပါတယ်ခင်ဗျာလာမယ့်နိုဝင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲကိုရွေးကောက်ပွဲမကျင်းပမီနဲ့ကျင်းပမယ့်ကာလအတွင်းတွေမှာနိုင်ငံရေးအခြေအနေရလက်တွေကအမှုပညာလောကကိုအဓိကရိုက်ခိုက်လာနိုင်တယ်လို့သုံးသပ်ပြောဆိုလိုက်တာပါတိုင်းပြည်ငြိမ်းသက်အေဂျင့်နေမယ်ပြည်သူတွေရည်တည်မှုအဆင်ပြေနေမယ်ဆိုရင်တော့နိုင်ငံရေးအမှုပညာလောကဟာအဆင်ရှိရှိနဲ့အဆင်ပြေပြေရည်တည်နိုင်သွားမှာပါတိုင်းပြည်မငြိမ်းသက်ဘူးပြည်သူပြည်သားတွေဒီ တစုံတရာတော့စိတ်အာရုံအပြောင်းလဲရှိနေတယ်ဒါမှမဟုတ်လေဘေးဒုက္ခအန္တရာယ်ကြုံတွေ့နေရမယ်ဆိုလို့ရှိရင်တော့လူဝိညာဉ်လောကကြီးတော်တော်ရိုက်ခက်ခါညားတာကိုတွေ့ရတယ်ပေါ့နော်အရင်တခြားနိုင်ငံတွေရဲ့ history တွေကိုကြည့်ရတာဆိုတော့ဒီနိုင်ငံတွေရှေ့လာမယ်တစ်နှစ်မှာတော့အဲ့လိုဖြစ်လာနိုင်လောက်တယ်လို့အခုမြင်တယ်ရိုက်ရမှုတော့တစုံတရာရှိပါလိမ့်မယ်အရင်ပြန်သမားတွေအနေနဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးထားပေမဲ့ခံစားမဲ့ပရိသတ်တွေရဲ့စိတ်ပါဝင်စားမှုမရှိရင်ဘာမှမတတ်နိုင်ဘူးလို့သူကဆက်ပြောပါဗျာ လာမယ့်ရွေးကောက်ပွဲဟာပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာရှိတဲ့စနစ်တွေရလဒ်တွေထက်ပိုကောင်းလာဖို့မျှော်လင့်ထားတာကြောင့်အမှုပညာလောကရဲ့ကောင်းကျိုးဆိုးကျိုးကိုတော့စောင့်ကြည့်မယ်သူတွေလည်းရှိနေပါတယ်။ကျွန်မစိတ်ထင်တော့ဟိုအရင်2000နှောင်းပိုင်းမှာလုတ်ခဲ့တာတဲ့စားလို့ရှိရင်တော့ပိုကောင်းလာတယ်လို့မြင်ရမှာပေါ့နော်။နောက်ဟိုအရင်နှုန်းကရှိခဲ့တဲ့ system အရင်နှုန်းကရှိခဲ့တဲ့ values ပေါ့။အရင်နှုန်းကရှိခဲ့တဲ့အဲ ရင်မှန်းချက်ထက်စားလို့ရှိရင်တော့အခုကပို့ပြီးတော့လူဆန်လာတယ်လို့ထင်ပါတယ်ရှင်2015ရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း80လောက်ပဲလိုပါတော့တယ်အမှုပညာရှင်တချို့ကတော့သူတို့ယုံကြည်ရာပါတီတွေအတွက်မဲဆက်စည်းရုံးမှုတွေပြုလုပ်ဖို့လည်းရှိနေပါတယ်ကျွန်မခင်းင်းဖြူဆိုပါ